ဒီပညာကဂရုံးပညာကဒီဒံရဒံချက်တွေအဲတရေတွေအရတရဲ့အထက်မှာရှိတယ်။အဲ့တော့ဒီပညာရက်ကဒီဂရုံးနိုင်ွားပြီဂရုံးကဘာမှစီကြည်မလိုက်ရပဲနဲ့ဂရုံးကိုဟိုနိုင်ွားပြီဆိုရင် तू ကဆရာကြီးပဲ။ तू ကတော့ပညာဟိုအစိမ့်မြင့်ပညာထဲမှာ तू ကဂရုံးပညာပါတယ်ပေါ့။ကျွန်တော်တို့နေဝင်းရဲ့ဇာတိတာပေါ့နော်။ तू ကစပင်ရှိကြီးနေ။ဒါပေမဲ့ तू ကထောင် ထောင်ထွက်ကေလောက်ချင်တာလေ။အဲ့ကားမှာဆိုရင်လေဒါထောင်ထဲမှာနေတဲ့အခန်းလေးကိုဆိုကျွန်တော်တို့ဒီဂရုံးပညာရက်နဲ့ပဲ။ အဆင်ပြေအောင်လုပ်ရပါတယ်အခုရုပ်ရှင်လောကမှာအဲ special effect makeup လို့နာမည်တက်ထားတဲ့ကျွန်တော်တပည့်တွေကျွန်တော်တပည့်ဆိုတဲ့နေရာမှာတပည့်နှစ်ပိုင်းရှိပါတယ်တချို့တပည့်တွေကတော့ကျွန်တော်ရဲ့လင်္ကာဒီပနဲ့ပဲလက်တွဲပြီးတော့လင်္ကာဒီပနာမည်တက်ပြီးတော့လုပ်နေကြတဲ့တပည့်တွေရှိတယ်လို့လင်္ကာဒီပကျွန်တော်ရှိရတော့ပညာတွေတင်ယူရပါတယ်ဒါပေမဲ့သူတို့မှသူတို့ရက်တည်နေတဲ့တပည့်တွေလည်းရှိပါတယ်ပေါ့နော် ဂျိုးစာခက်ခဲတယ်။ဘာလို့လဲဆိုတော့ဒံယာတွေလှုပ်တယ်ဟာလာအမာရွတ်တွေလှုပ်တယ်သွေးတွေဆိုတော့တောင်းတောင်းဒီစက်ကြောင်းပေါ့နော်။ဒီစက်ကြောင်းတွေကိုကျွန်တော်တို့ကအဲသွေးတွေနဲ့အမာရွတ်တွေနဲ့အယောင်တွေနဲ့ဖာလိုက်လို့ရတယ်။ကရုံးကြတော့အဲ့လိုဖာလို့မရဘူး။ဒါအထစ်ကြီးတွေလေ။အဲ့လိုအထစ်ကြီးတွေအထစ်ကြီးတွေမဖြစ်အောင်မဖြစ်အောင်တော်တော်ပိပိကြီးလှုပ်ရတယ်။အာနောက်တစ်ခုရှိတာကသူကဒီလိုတင်မဟုတ်ဘဲနဲ့မိန်ကလေးတွေဆိုပိုခတ်တယ်မိန်ကလေးတွေဆိုပိုခတ်တယ်ဆိုတာမိန်ကလေးတွေက ဒီဇပင်အရှိကြီးတွေကိုဒီဇပင်အရှိကြီးတွေကိုဒီမှာအလုံးကြီးလေနိုင်ငံသားကကတုံးတွေတောင်မှဒီမှာခေါင်းကြီးအကြီးကြီးတွေဖြစ်နေတာရှိတယ်ဘာလို့လဲဆိုတော့မိန်းကလေးတွေဇပင်ရှိတာဆိုတော့အဲ့ဒါကိုကျွန်တော်ကဘလို့နီးနဲ့ဒီဇပင်ကိုအတွင်းရဇပင်ကိုကြစ်အောင်လောက်ကအထူးသဖြင့်လေဇပင်ထူတဲ့လူတွေဆိုပိုးတောင်ခတ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ဒီညံ့ညောင်းမှုရှိအောင်လောက်ရတာရှိတယ်အကယ်၍ရာဒီဥရုရအချိန်တွေရအာ နည်းနည်းအခက်အခဲရှိတယ်ဆိုတော့ပြီးရင် CG တွေပါလေပြန်လိုက်ရတဲ့ဟာမိုးတွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒီပညာကဂရုံးပညာကဒီဒိုင်ယာဒန်ချက်တွေအဲတရေတွေအရာတွေရဲ့အထက်မှာရှိတယ်အရာတွေနိုင်ပြီးတော့ဂရုံးမနိုင်တဲ့တပည့်တွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒီပညာရက်ကဒီဂရုံးနိုင်သွားပြီဂရုံးကဘာမှ CG မလိုက်ရပဲနဲ့ဂရုံးကိုဟိုနိုင်သွားပြီဆိုရင် तू ဆရာကြီးပဲ တော့ပညာဟိုအစိမ့်မြင့်ပညာထဲမှာသူကကရုံးပညာပါတယ်ပေါ့ဟုတ်ကဲ့ပါအဲကျွန်တော်ကတော့တခါတုံးရင်ကျွန်တော်တို့အဲ၃လေးသိန်းလောက်တော့အခုပေါက်ပါတယ်ဘာလို့လဲဆိုတော့ပစ္စည်းလောက်ရတာရင်သူကသူအဆင်နေများတယ်အာဟိုကကျွန်တော်တို့အင်ဂျီဖစ်တင်ချုပ်တယ်လို့ပဲလေခေါင်းကိုအရင်တိုင်းရတယ်ခေါင်းကိုအရင်တိုင်းပြီးတော့အဲခေါင်းတိုင်းတိုင်းကိုကျွန်တော်တို့ကကရုံးအတူအရင်ဖန်တီးရတယ် ဖန်တီးပြီးတော့မှအဲသူတို့ရိုက်ကွင်းမှာကျွန်တော်တို့သပင်းကိုအထက်မှာတည်ငြိမ်အောင်လုပ်ကြတယ်တည်ငြိမ်အောင်လုပ်ပြီးတော့မှတရားကိုဆွတ်ရတယ်ပေါ့နော်မိန်ကလေးတွေဆိုပိုဆူးတယ်ပေါ့နော်ဟိုကျွန်တော်တို့နေဝင်းရဲ့ဇာရိတ်တာပေါ့နော်သူကသပင်းရှိကြီးလေဒါပေမဲ့သူကထောင်ထောင်ထွက်ကေလောက်ချင်တာလေသူ့ကိုဆိုကျွန်တော်မိုးဒီပါဖမ်းရတာလေအမိုးဒီပါဖမ်းရတာဖမ်းပြီးတော့မှအဲ့လိုလှုပ်ရတာပေါ့နော်အဲ့တော့နေဝင်းဆိုရင်ဒီဟိုဒီရှိတ်ထိုးတာလေ ထောင်ထွက်ကြည့်တယ်မလားအဲ့ဒါအဲ့ဒါမျိုးရအောင်လုပ်ရတာအာတကယ်တမ်းကျတော့ तू က original သဘင်ရှိအဲ့ကားမှဆိုရင်လည်းဒါထောင်ထဲမှာနေတဲ့အခန်းတွေကိုဆိုကျွန်တော်တို့ဒီကရုံးပညာရက်နဲ့ပဲအစီအပြေအောင်လုပ်ရပါတယ်ဟုတ်ကဲ့ပါအာဂျူဂျူပါတပည့်နော်လင်္ကာဒီပါတပည့်ဂျူဂျူတုံးတာပါဟုတ်ကဲ့อืมစီနီယာတွေလုံလုံလဲလုပ်ဖို့ပါတယ်အဲကျွန်တော်ကတော့တစ်ချိန်လုံးကတော့ကျွန်တော်အများဆုံးလုပ်ခဲ့ရတာပေါ့နော်အဲကျွန်တော်လုတ်ခဲ့တာတွေကတော်တော်များပါတယ်အဲကိုကိုရန်လေးတို့ဘာလို့အစားနှစ်ဘူးပြောင်းကြီးလေ နဖူးပြောင်ကြီးတွေဒီပါဆိုရင်နည်းနည်းလေးပေါက်နေတာတွေเนาะအဲကိုရံလေးတို့အစလုတ်ခဲ့မှုပါတယ်ကြော်ကြော်ဘူးလုတ်မှုတာတွေရှိပါတယ်မြင့်မြတ်ပေါ့เนาะအလုတ်မှုပါတယ်အများကြီးရှိပါတယ်အဲကျွန်တော်မမမီတော်ဘူးအများကြီးပဲเนาะကိုကျော်တင်တန်းမှာလည်းအလုတ်ပြတာတွေအများကြီးရှိပါတယ်ဟုတ်တယ်เนาะကိုတပည့်တွေလုတ်တဲ့ပုံမှာပေါ့ အကျွေးမဲ့တော့မယုံကြည်ပါဘူးယုံကြည်တယ်လို့တော့ကျွန်တော်မပြောပါဘူးကျွန်တော်တို့ယုံကြည်လို့ဒီကလေးတွေကိုဟိုအပ်လိုက်တယ်လို့တော့သူတို့အတတ်နိုင်ဆုံးလှုပ်ပေးနေတာပါသူတို့အတတ်နိုင်ဆုံးရိုက်ကွင်းမှာရှင်ဆိုင်နေရတယ်ကျွန်တော်တို့ဒီရိုက်ကွင်းမှာဒီဒုက္ခတွေကိုရှင်မဆိုင်ကျင်တော့လို့ကျွန်တော်ရိုက်ကွင်းမှာသွားတော့တာအဲ့တော့ဟိုပြောချင်တာဟိုသူတို့အတတ်နိုင်ဆုံးလှုပ်ပေးလိမ့်မယ်အလှုပ်ပေးလိမ့်မယ်သူတို့တွေကအနည်းဆုံးကျွန်တော်တင်ပေးလိုက်ပါတယ်အဲ့တော့အခြား SFA တပည့်တွေလည်းအများကြီးရှိပါတယ်သူတို့အတတ်နိုင်ဆုံးလှုပ်ပေးပါလိမ့်မယ်အဲ့ နောက်ပြီးတော့ဖာတဲ့နည်းတွေလည်းရှိပါတယ်နောက်ဆုံး result မှာတော့တချို့က producer ကမဖာခြင်းတော့အဲ့ဒါအရေးကြီးတဲ့တထွန့်ထွက်လာမယ်နောက်ပြီးတော့ lighting ပေးတဲ့စနစ်တွေရှိပါတယ် lighting က crap ဒီအဲ lighting က crap ဖြစ်နေတာကို crap ဘက်ကနေပြီးတော့ကင်မရာကိုတည်ပြီးတော့ရိုက်ရင်ဒီအရေးကပေါ်တာပါပဲအဲ့ဒါက lighting ကို crap lighting မလုပ်ဘဲနဲ့ soft lighting ဖြစ်အောင်လုပ်မယ်ဟာလာကင်မရာကလည်းဒါကို soft ဖြစ်အောင်ရိုက်မယ်ဆိုရင်အဲကျွန်တော်တို့ဟိုပြောချင်တာက အဒါဟိုဒီကင်မရာမင်းတွေရဲ့ကျွမ်းကျင်မှုပေါ်မှာလည်းမှတ်ပါတယ်ဟုတ်ကဲ့လက်တင်နဲ့ကင်မရာမင်းတွေရဲ့ကျွမ်းကျင်မှုပေါ်မှာလည်းမှတ်ပါတယ်ဟုတ်ကဲ့အလုပ်တစ်ခုလုပ်တယ်ဆိုတာကျွန်တော်တို့မိတ်ကပ်တစ်ခုတည်းနဲ့မပြီးပါဘူးကင်မရာမင်းလိုပါတယ်ခုနအက်ဒီတင်းလိုပါတယ်ပေါ့နော်ဒါတွေအလုံးပေါင်းဆက်ဝိုင်းရင်နောက်ဆုံး result ကတော့အကောင်းဆုံးဟိုဖြစ်ဖြစ်ဖြစ်လာပါလိမ့်မယ်ပေါ့နော်နောက်ပြီးတော့ဒီဘက်ကကျွန်တော်တို့တပည့်အနေနဲ့လုတ်ပေးထားတာလည်းသူအကောင်းဆုံးလုတ်ပေးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့က international ကျွန်တော်တို့မြန်မာပြည်က international လို့ အဲကုန်းကန်ကြီးတွေထဲမှာဖစ်တင်အချိန်ဒီအချိန်မှာအမ်ဂရုံးကိုတုံးမယ်ပြီးတာနဲ့ဓာတ်ရိုက်မယ်ဆိုတာမျိုးလဲကျွန်တော်တို့အခက်ခဲပေါင်းများစွာနဲ့အဲဒီဟာကိုရင်ဆိုင်နေရတဲ့အတွက်ကြောင့်မလို့ဟိုအကောင်းတဲ့ဟာတွေလည်းကောင်းရမယ်အားနည်းချက်ရှိတာလည်းရှိမယ်ဒါပေမဲ့ဖာကုဏပြောလို့ပရိုဂျူဆာဘက်ကနေပြီးတော့ဟို CG နဲ့ဖာထေးပြီးတော့အကောင်းဆုံးဖြစ်အောင်ဖန်တီးကြပါလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့